ဒီနေ့ကျောင်းကျေးဇူးတင်တယ်ဒီနေ့ဒီကျေးဇူးကျွန်တော်တို့ရက်တီအတွက်ကြားခဲ့တဲ့နေ့ရက်ဒီကအတွက်ကျေးဇူးတင်ပါတယ်ဒီနေ့ဒီမှာပွဲတော်အနေနဲ့ဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဒီဒီမှာညီကိုပြောက်ရဲ့ကျောက်တယ်ပေါ့နော်ညီကွာတော့အခုမှစမ်းစစ်နေလို့မယုံကြည်သူပြောက်ရဲ့ဖြစ်တယ်ကျွန်တော်တို့ညီကိုကိုမျိုးပေါ့နော်ဘာဖြစ်ဒီနေ့ဒီနေ့ ီးတော့ဒီနေ့တိုက်ဆိုင်တာကကျွန်တော်လည်းဟိုသူ့အပြည့်လိုချင်းအကြောင်းအများကြီးပြောပြတယ်လို့ဒီနေ့ကပွဲတော်နေ့လေဖြစ်တယ်ပေါ့နော်။ဒါကြောင့်ပရားသခင်ကိုတာ၍ခြေသွတင်တယ်။ဒါဆိုကျွန်တော်ဒီနေ့ပါပဲပြောချင်တယ်ဆိုရင်တော့ဒီကားရဲ့နေရာနဲ့ပတ်သက်ပြီးတော့ပဲကျွန်တော်တို့ပြန်ပြီးတော့အနေငယ်စဉ်းကျင်ပုံမေ့ချင်တာဖြစ်ပါတယ်လို့ကျွန်တော်တို့ယေရှုကိုဘာကြောင့်ဘိုးကွယ်တယ်လဲဒီလောကမှာရောကျွန်တော်တို့ မတက်နိုင်တဲ့အရာတွေကဘာတွေရှိတယ်လဲကျွန်တော်တို့ကောင်းကောင်းကြီးကြည့်ဖို့လိုတယ်ကျွန်တော်ယေရှုကိုကိုးကွယ်တာကလူမတက်နိုင်သောအမှုကိုဘုရားသခင်ကတက်နိုင်လို့ကိုးကွယ်ရတာဖြစ်တယ်ဒီနေ့အားဖြင့်ပြောတော့ကျွန်တော်တို့မတက်နိုင်တဲ့အရာတွေကိုတက်နိုင်တက်နိုင်ခြင်းရှိတဲ့ဘုရားကိုကိုးကွယ်ရတာဖြစ်တယ်ကျွန်တော်တို့မလွတ်မြောက်တဲ့အရာတွေကိုလွတ်မြောက်ခွင့်ပေးတဲ့ဘုရားကိုကိုးကွယ်ရတာဖြစ်တယ်ကျွန်တော်တို့လောကမှာလူသားတွေ ကျမ်းမာခြင်းနဲ့ပတ်သက်ရင်ဘာမှမတတ်နိုင်ဘူးအသက်နဲ့ပတ်သက်လာရင်လည်းကျော်လို့ဘာမှမတတ်နိုင်ဘူးကျော်လို့အသက်နဲ့ပတ်သက်လာရင်ဘာမှမတတ်နိုင်ဘူးကျော်လို့အသက်တည်ရတာကအပြည့်ရဲ့အဖို့ကလည်းဖြစ်တယ်အပြည့်ရဲ့အဖို့ကဒီဒီချင်းဖြစ်တယ်ဒါမှမဟုတ်ကျော်လို့အပြည့်ရှိတဲ့လူသားတွေဖြစ်တဲ့အခါမှာကျော်လို့တည်လို့လည်းအပြည့်ရဲ့အဖို့ကတိုင်းအသက်ကိုဆုံးအောင်ဖြစ်တယ်ငရဲမှာခံရမှာဖြစ်တယ်နောက်တနည်းတစ်ပြောရမယ်ဆိုရင်ကျမ်းမာခြင်းလုံးစုံနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်လူသားတွေမမမတတ်နိုင်ဘူးဆင်းရဲသည့်ဖြစ်စေချမ်းသာသည့်ဖြစ်စေငယ်သည့်ဖြစ်စေကြီးသည့်ဖြစ်စေအသက်နဲ့ကျမ်းမာခြင်းနဲ့ပတ်သက်လာရင်ကျွန်တော်လူသားတွေဘာမှမတတ်နိုင်ဘူးဒါပေမဲ့ဒီအရာတွေအားလုံးကိုကတ်နိုင်တဲ့ဘုရားရှိတယ်ဒီဘုရားကိုကျွန်တော်ကကူးကွယ်တယ်ဆိုတာကျွန်တော်မတတ်နိုင်တဲ့အရာတွေကျွန်တော်မလွတ်မြောက်တဲ့အရာတွေကိုတတ်နိုင်လို့လွတ်မြောက်ဖြစ်ပြီးလို့ကျွန်တော်ကကူးကွယ်ရတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ဒီနေ့ပြန်လေးပုံတိုင်းရအောင်နော် ဟိုဒီနေ့အင်္ဂလိပ်နဲ့ပတ်သက်ပြီးတော့လည်းဒီຢာတွေအများကြီးပြောစရာရှိတယ်။ဘာဖြစ်လို့ယေရှုကအင်္ဂလိပ်နဲ့ပတ်သက်လာရင်ကျွန်တော်တို့အစ်စ်အစ်စ်ဆိုတဲ့အဟာရထံကျွန်တော်တို့ပြောနေချင်တာဒီလုံလိုက်ရခြင်းတရားနဲ့ဖြောင့်မတ်ခြင်းတရားကိုဒီကလူသားတွေကိုဖိပြစီချင်တာဖြစ်တယ်။အစ်စ်တွေကိုဘုရားသခင်ပေးမှဖြစ်တယ်။ကျွန်တော်တို့ပေးကြမလို့ပါ။ကျွန်တော်တို့ဘုရားသခင် ြောသိခြင်းနဲ့တတိယပြည့်ဆိုတော့ကျွန်တော်အဖပြောသိခြင်းနဲ့အပြည့်လို့ခြင်းတရားနဲ့ကျွန်တော်နောင်နိုင်ရခြင်းတရားကိုဒီကကျွန်တော်လူသားတွေကိုတကယ်လိုအပ်နေတဲ့သူတွေတကယ်သိခြင်းနဲ့သူတွေကိုဟောပြောရမှာဖြစ်တယ်။ဒါကြောင့်ဒီနေ့ကျွန်တော်ထပ်ပြီးတော့ဒီကားရဲ့တရားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြန်လည်ပြီးတော့ဆွေးနွေးရအောင်ဒီနေ့ပွဲတော်နေ့လေးဖြစ်တယ်။ကျွန်တော်တို့ထောက်ပတ်တာကကျွန်တော်တို့အချင်းကြောင့်ဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့စူးစမ်းခြင်းတွေကြောင့်မဟုတ်ဘူး။ကျွန်တော်တို့ကျမ်းစာဖတ်လို့လည်းမဟုတ်ဘူး။ကျွန်တော်တို့ဆူတောင်းလို့လည်းမဟုတ်ဘူး။ ျွန်တော်ဖြောင်းမခွင့်ရလားကျွန်တော်ကြည်ကြီးအမိကလာပါအကင်းလုခွင့်ရလားကျွန်တော်ထော်ရအသက်ရလာသည်ယေရှုကအတိခံခြင်းအသွေးတူခြင်းရှင်ပြထားတော့ခြင်းဆိုရဲကားရဲ့ပေါ်မှာဖြူခဲ့သောအပုအဖေကကျွန်တော်ကအပိနေရမှာလူမြောက်ခွင့်ဖြောင်းမခွင့်ထော်ရစီကျယ်ခွင့်ကျွန်တော်ကဤလောကရဲ့စားရဖြစ်တယ်တတိယအဖြစ်ဆိုတော့ဖြည့်ချင်းကိုအောင်နိုင်တဲ့သူလည်းဖြစ်တယ် ောက်ကိုကျွန်တော်ကဒီကားလိုက်တရားကိုတကယ်လက်ခံမယ်ဆိုကျွန်တော်ကဘာအကျိုးကျေးဇူးတွေရှိတယ်။ဒါကိုကျွန်တော်ကလည်းဒီလိုလုပ်ရပြီ။ဒါကြောင့်မို့ဆာလန်23နဲ့ပိုးသတိကိုကျွန်တော်ဆရာကအမြဲတမ်းရုပ်ဖတ်လေးရှိတယ်။ထောက်မှတ်တော်သူတွေအပေါ်မှာစာလံ23နဲ့63ကပြည်လုံးမှာဖြစ်နေ။ဒါပေမဲ့မထောက်မှတ်တော်သူတွေအပေါ်မှာတော့ပြည်လုံးမှာမဟုတ်ဘူး။ဒါကြောင့်မို့ကျွန်တော်က ဖျားသခင်ရဲ့အကွယ်အကာဖျားသခင်ရဲ့တကူအောက်မှာကြီး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 နေဆိုရင်ကျွန်တော်လောရမယ့်အရာသည်ဖြောင့်မတ်တော်သူတွေဖြစ်ဖို့ဖြစ်တယ်။ဒါပေမဲ့ဖြောင့်မတ်တော်သူတွေဖြစ်ဖို့ကကျွန်တော်အစွမ်းစားနေဆိုရင်မတတ်နိုင်ပါဘူး။ကျွန်တော်အကျင့်ကောင်းအောင်လည်းမနေနိုင်ဘူး။ကျွန်တော်ဆူတောင်းဆိုရင်လည်းကျွန်တော်မဆူတောင်းနိုင်ဘူး။ကျွန်တော်ပြည့်ညက်တရားရည်လည်းမဆောင်သေးနိုင်ဘူး။ကျွန်တော်လောကမှာအဖြစ်တည်းအရာများတယ်။ ကျွန်တော်တို့အပြစ်တွေရများတဲ့ကအပြစ်ရဲ့အဖို့ကဒီချင်းကျွန်တော်တို့အတိခံမှာဖြစ်နေဒါပေမဲ့ဒီအပြစ်ရဲ့အဖို့ကကျွန်တော်တို့မလွတ်မြောက်နိုင်တဲ့အရာကျွန်တော်တို့မတက်နိုင်တဲ့အရာကိုယေရှုကတက်နိုင်ခြင်းအပြင်စုံလင်သောအမှုကားတိုင်းမှာပြုပေးခဲ့တာဖြစ်တယ်ဒီအရာကိုအကျွေးမဲ့ယုံကြည်လက်ခံခြင်းအပြင်ကကျွန်တော်တို့ကအရေးပါကျေကျုပ်ချေခံရမှာဖြစ်တယ်။ဒီမှာကျေကျုပ်ချေခံရမယ်။ချိန်ကြီးအပိတ်ကလာမှာဒီလိုခွေရမယ်။အဖခမဲတော်ရဲ့အိမ်တော်မှာ ဝေစားခွင့်ရတယ်ကောင်းကင်ရှိပြီပါဝေစားခွင့်ရပါဖြစ်တယ်ဒါကြောင့်ဒီအရာကိုယုံကြည်လက်ခံဖို့ကကျွန်တော်ဘွားပါအရင်ကြီးကြီးတယ်ကျွန်တော်ဘုရားကိုကိုးစားဖို့လိုတယ်ကိုးကွယ်ဖို့လိုတယ်ကျွန်တော်ပါဇက်နဲ့ပြောလို့မရဘူးဘုရားကိုကိုးစားတယ်ဘုရားကိုကိုးကွယ်တယ်ဆိုတာကျွန်တော်ကဘုရားကိုအားကိုးတယ်ဆိုတာဘုရားရဲ့တက်တိုင်ကြီးအမှုကိုတည်လို့ကျွန်တော်ကသူပြောတဲ့အတိုင်းလိုက်လုပ်ပြီးတော့ သူပြောတဲ့အတိုင်းလိုက်ရှုပ်ပြီးတော့အကျိုးကျေးဇူးကိုယူတာဖြစ်တယ်။ကျွန်တော်ကိုးကွယ်တယ်ပြောပြီးတော့ယေရှုရဲ့အလိုနဲ့စัจကျင်တဲ့ဩဝါဒတွေကိုကျွန်တော်တို့နားထောင်လို့ပြရမယ်။ကျွန်တော်ကိုယ်တိုင်လည်းဟောပြောလို့ပြရအောင်။လောကမှာအပြစ်နဲ့ပတ်သက်လာရင်ကျွန်တော်စင်ကြယ်ပြီးတဲ့အရာတွေရှိတယ်။ဘာဖြစ်ဖြစ်ဟိုကျွန်တော်တို့လောကမှာယေရှုကပြောရင်နော်။ဘာဝန်သောဩဝါဒကို ဖော်ပြောသောသူသည်နေရာမှာလက်စခံရသည်။ကြားလာသောသူဒီပါရင်းသောဩရတော်ကိုလိုက်တော်သူကလည်းနေရာမှာခံရသည်။ဒီလိုပဲကျွန်တော်တို့လောကမှာလည်းအပြစ်နဲ့ပတ်သက်လာရင်နှစ်စားတစ်စားတို့ရှိတယ်။ဒါကိုကျွန်တော်ဆင်ခြင်ပြီးတယ်။ဘာဖြစ်လို့လဲဆိုတော့ဥပါကျွန်တော်ကဖုန်းကောင်းစား깟နေတဲ့သူဆိုပါတော့ကျွန်တော် ်ဒါမှရှိတဲ့သူတယောက်ကဖုန်းမရှိတဲ့သူပေါ့နော်ဥပမာယောရှုကဖုန်းမရှိဘူးကျွန်တော်ကဖုန်းကောင်းတာကိုကြိုက်တယ်ဒါဆိုကျွန်တော်ကကြောပါသောစိတ်နဲ့ဒီဖုန်းကောင်းကောင်းအကောင်းကကိုထုတ်ပြပြီးကြောမယ်ဆိုရင်ကျွန်တော်မှအပြစ်ရှိတာမရှိဘူးလားရှိတယ်နော်ပြီးတော့ယောရှုကဒီဖုန်းကိုတတ်မှတ်လိုက်ပြီးတော့ယောရှုစိတ်ထဲမှာဆွဲလဲပေါင်းမယ်ဆိုရင်ယောရှုမှလည်းအပြစ်ရှိတာမရှိဘူးလားရှိတယ်အဲ့ဒါတပူဆိုတာကြောရတယ်ကျွန်တော်ပေါ်မှာအပြစ်နှစ်ဆရှိတယ် နောက်တစ်ခုကဘာလို့လဲဆိုတော့ယောရှုကိုဒီလိုစိတ်ထဲ့ပေးလိုက်တယ်ထဲ့ပေးပြီးအောင်လုပ်လိုက်တယ်ကျွန်တော်ရဲ့ကြောဝါခြင်းဒီကျွန်တော်နှစ်စားအပြစ်ပူကြီးရတယ်ဒါမှမဟုတ်လောကမှာအပြစ်လုပ်တဲ့သူဟာအစဒီပြစ်နောက်လိုက်တဲ့သူဟာအစအမြဲတမ်းလောကမှာအစတစားလို့ရှိတယ်ကျွန်တော်ကပတ်သက်ယူခဲ့အတူပင်အရင်အပြစ်ပါပါဆက်ရတယ်အတူပါဆက်ရတယ်ဒါမှမဟုတ်ကျွန်တော်လူလောကမှာအပြစ်နဲ့ပတ်သက်လာရင်အရင်မပြောနဲ့ အတူလေးနည်းနည်းလေးတော့ကျွန်တော်ကကြည်ပုံအောင်ဘာမှမဆောင်သေးနိုင်ဘူးဒါကြောင့်ကျွန်တော်ကတင့်ငယ်ရလို့ဖို့အတွက်ဖတ်ကပေးတော့ရေကျွန်တော်ယေရှုရဲ့တေခံရဲ့တူတူချင်းရှေ့ကထားတော်ခြင်းဆိုလေဒီရာကိုကျွန်တော်ကယုံကြည်လက်ခံရတယ်တတိယပြည့်ဆိုဒီယေရှုကကျွန်တော်တို့ရဲ့အပြစ်အလုံးစုံကိုဆေးကျော်ပြီးပြီကျွန်တော်ကတော့အပြစ်တွေဘာမှ ခံစားရမရှိတော့ဘူးဆိုတော့စိတ်နှလုံးဒီအရာကိုကျွန်တော်တို့ကတည်ဝဝယ်တကယ်ယုံကြည်လက်ခံပါလေကျွန်တော်တို့ကအပြည့်ငရေရမှာခင်ညွတ်ဖွဲ့ရမှာဖြစ်တယ်။နောက်ပြီးတော့ကျွန်တော်တို့မတတ်နိုင်တဲ့ကျမ်းမာခြင်းအတွက်လည်းယေရှုကကားရမှာဖြစ်ခဲ့တယ်။ကျောင်းလူသားတွေဘာလို့လဲဆိုတော့ကျွန်တော်တို့အဖေကကောင်းကောင်းကြီးတည်တယ်။ကျောင်းလူသားတွေဘာမတတ်နိုင်လဲဆိုတော့ကျွန်တော်တို့အဖေကတည်လားမတည်လားတည်တယ်နော်။ဒါကြောင့်မို့ကျွန်တော်တို့မတတ်နိုင်တဲ့အဓိကအချက်ဖြစ်တဲ့အသက်နဲ့ ကျမ်းမာခြင်းကိုယေရှုဟာကားထဲမှာပြုပေးခဲ့တယ်။အခြားခြင်းကြီးအမိန့်ကရည်နဲ့ပတ်သက်ပြီးတော့လည်းပြုပေးခဲ့ရတယ်အများကြီးရှိတယ်။သို့တော်အဓိကအပြင်ယေရှုကျောင်းတို့ကိုအသက်လည်းပေးခဲ့တယ်ပြီးတော့ကျောင်းတို့ကျမ်းမာခြင်းကိုပေးခဲ့တယ်။ကားထဲမှာခံခဲ့သောယေရှုခံခဲ့သောဒဏ်ကျတော်အပြင်ကျောင်းရဲ့အနာရောဂါဝေဒနာအလုံးကြီးပျောက်ကင်းလျက်ရှိသည်တဲ့။ဒီအောင်ယုံကြည်ဖို့ဟာရွေးသလားလို့ပြောရင်ဒီကတော့မလဲပါဘူး။ မလဲတော့လေယေရှုစီကခေါ်အားတောင်းနေဆိုရင်ကျွန်တော်ရတာမရဘူး။ရတယ်။မလဲတော့လေကျွန်တော်တို့ကကျွန်တော်ရဲ့စိတ်ကံစားချက်ကိုထည့်လိုက်တယ်ဆိုရင်တော့ရပါဘူး။ကျွန်တော်တို့ကဒီကားရဲ့တရားကိုယုံကြည်လက်ခံတဲ့အခါမှာကျွန်တော်ဟိုတရက်တရက်နဲ့မပြောင်း၊၃ရက်လောက်နဲ့မပြောင်း၊တခြားလိုက်၅ရက်တစ်ပတ်လောက်ခံရတဲ့အချိန်ရှိတယ်။သို့တော်လေအဲ့လိုခံရတဲ့အချိန်မှာကျွန်တော်တို့ကအစိုးတိတိတော်ယုံကြည်မှုလိုလားမလိုလား။ အဲ့လိုမဟုတ်ဘူးနဲ့နဲ့ကျွန်တော်ကတရားတော့ယူပြီးတော့မပြောက်ပါဘူးဆိုကျွန်တော်ရှေ့ကန်သားရက်ထက်ပြီးစီးတောက်လိုက်ပဲဆိုရင်ကျွန်တော်ပြောက်တာတော့ပြောက်တာတောက်တော့ပြောက်တယ်လေဒါပေမဲ့ side effect တွေကတော့အများကြီးရှိတယ်ကျွန်တော်စီးတူလာကအနည်းနဲ့ side effect ရှိတယ်ဒါမှမဟုတ်ကျွန်တော်ဒီနေ့35စားတဲ့အချိန်အစားကျွန်တော်ဗာစီးရတော့ကတော့ယေရှုရဲ့ခရီးတော်ဘီဆန်တဲ့ခါမှာကျွန်တော်တို့ဒီတနေ့တည်းမှာနှစ်ချိန်တစ်ခါတော့လွတ်မြောက်ခွင့်ကိုယေရှုကကျွန်တော်ကိုပေးလာတာဖြစ်တယ် ကျွန်တော်ရဲ့စိတ်ရောအားဖြင့်ကျွန်တော်မတက်နိုင်ဘူးဒုတိယအချိန်မှာကျွန်တော်ဘုရားသခင်စီကအခွင့်ကိုတောင်းရတယ်ဘုရားသခင်စီကဒီဒါယောကနဲ့ပတ်သက်ပြီးတော့ယုံကြည်နိုင်ခြင်းခံနိုင်ရုပ်တောင်းရတဲ့အခါမှာဘုရားသခင်ကတကယ်ကျွန်တော်ကိုခံနိုင်ခြင်းအခွင့်နဲ့လုံလောက်ခြင်းအခွင့်ကိုဘုရားကပေးတာဖြစ်တယ်ဒါယောကဒီနေ့ဒီမှာရောက်လာရင်ဒီကိုပေါ်မှရင်အတိခံခြင်းတူတူချင်းရှင်းပြထောက်လို့ခြင်းဆိုတဲ့အရာကိုလူကရယုံကြည်လက်ခံကြပါလေတိတ်တုံနေကျွန်တော်တို့က ောင်းကင်ဘုံကိုရောက်မဲ့လူတွေပဲဒါပေမဲ့ဒီကားရဲ့ကြားမှာတခါလဲတွဲဖက်ပြီးပါတာလဲယေရှုရဲ့အသားတနည်းအားဖြင့်ဆိုတော့ယေရှုပေးတဲ့ကျမ်းပါခြင်းကိုကျွန်တော်ကယုံဖို့မလိုဘူးလားတကယ်တော့ယုံတယ်နော်ယေရှုကအသွေးနဲ့အသားကိုတခါလဲတွဲပြီးပေးခဲ့တာကျွန်တော်တို့ကိုအပြင်ငရဲဝကဲချို့တွေမှာလူတော်ကပါလဲဦးနာကျွန်တော်တို့နာမကျမ်းတဲ့ခါမှာလဲကဲနှုတ်ဖို့တဲ့ဘုရားသခင်ဟာကားလိုက်ပေါ်ပါ တို့တခါလေတွဲဖက်ပြီးတော့ပြေးပြီးသားဖြစ်တယ်ကျွန်တော်ယုံကြည်ဖို့လိုတယ်ကျွန်တော်စီးတွေတောက်တဲ့အခါမှာဒီကိုကျွန်တော်ကလည်းကျွန်တော်တို့ဝယ်နိုင်တယ်ကျွန်တော်ကိုအားသေးဆိုတော့ကျွန်တော်ဝယ်တောက်နိုင်တဲ့ level ကျွန်တော်တို့ကမရှိဘူးဟုတ်လားမဟုတ်လားကျွန်တော်အားသေးတယ်ဈေးကြီးတယ်တို့1500 2000ကျွန်တော်နေ့တိုင်းတောက်မယ်ဆိုတောက်နိုင်တယ်တောက်နိုင်တယ်ကျွန်တော်အိတ်ဆေးတွေကကျွန်တော်တို့ဒုက္ခပဲပေးနေတယ်။ကျွန်တော်နာကြီးခေါင်းကိုက်တာတွေကဈေးသွားတော့ရင်တော့ပြဿနာ မရှိတယ်လို့ခံစားပြီးမှတကယ်တော့ပြဿနာရှိတယ်။တာဒီကောင်ပိုက်တာနဲ့ဒီဝိနဲ့ပြားရဲ့ကတိတော်မပြီးဆန်းတဲ့ကောင်မှကြီးလေးလာတယ်။အနာရောဂါဝိညာဉ်လာတယ်။ချောင်းလာတဲ့ကောင်မှကျွန်တော်တို့ပတ်ဆက်နေတယ်။နေကျွန်တော်တို့ကုဖို့အတွက်အတိုင်းတာတွေမတက်နိုင်ရတဲ့ကောင်မှကျွန်တော်တို့ဘသူကခဲ့ပါလဲ။ကျွန်တော်ဘာလုပ်ပါလဲ။လောကမှာကျွန်တော်တို့ရဲ့တတ်နိုင်ခြင်းအကန့်အသတ်ပဲရှိတယ်လို့ပတ်ဆက်ရဲ့တတ်နိုင်ခြင်းလည်းအကန့်အသတ်ပဲရှိတယ်။ အရာအလုံးကိုတက်နိုင်တဲ့ဘုရားကိုကိုးကွယ်ပါတာကျွန်တော်တို့ကအရာအလုံးတွေကလူကြီးချမ်းသာကိုရမှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်ဒီနေ့ဒီကတတိကံကိုပြောချင်တာဖြစ်တယ်။ပြီးတော့ကျွန်တော်တို့ဒီယုံကြည်သူညီကိုမော်တော်ရလာလို့ဘာဖြစ်ဖြစ်ကျွန်တော်ရဲ့ဘုရားသခင်ရဲ့ထာဝရသူထင်ချက်တော်အားဖြင့်ကျွန်တော်ရဲ့အနာရောဂါဝေဒနာအလုံးဒီပြောင်းကင်းရဲ့ဆိုပြီးရှိရခရီးတော်ကျွန်တော်ယုံကြည်လက်ခံပြီးပြီးဆက်ကြပါ။ ျွန်တော်အခုချိန်ဗီဇာပါကျွန်တော်နောက်တစ်ချိန်ပါကျွန်တော်ပိုက်တန်းလမ်းနဲ့ဘဝနဲ့ကျွန်တော်လွတ်မြောက်မှာဖြစ်တယ်ကျွန်တော်ခါတာဒုနာတဲ့ဝေဒနာတွေပျောက်မယ်ကျွန်တော်အသက်တွေကြီးလာတဲ့အခါမှာဒီခရီးတော်အခုချိန်တည်းကဗီဇာတဲ့အခါမှာအသက်ကြီးလာတဲ့အခါမှာကျွန်တော်ကဒီတာယောဝေဒနာအားလုံးတွေကလွတ်မြောက်ခွင့်ရပါကျွန်တော်ငယ်ရွယ်သောအခါမှာဗီဇာပဲကျွန်တော်ငယ်ရွယ်တဲ့ဘုရားသခင်ကခေါ်အပ်ပေးထားတဲ့အခါမှာကျွန်တော်ဗီဇာပဲ ျွန်ဖျားတကယ်ပေးတာလေကျွန်တော်ရဲ့ခွန်အားကျွန်တော်ဒီနေ့ဒီချိန်တိုင်းအသက်ရှင်ခွင့်ဒီစစ်မှန်တော့အေယုဂတိကိုကြားတာကိုယုံကြည်ခွင့်ပေးတာဖျားတကယ်ကဘာကြောင့်လဲအဓိကသူ့ရဲ့ဘုန်းတော်ကြောင့်ဖြစ်တယ်သူ့ရဲ့တတိစကားတွေကိုကျွန်တော်ကလက်လျှောက်ပြီးတော့တသိခံပဲဆိုရင်ကျွန်တော်ရဲ့ဘုန်းကိုလည်းဖျားတကယ်ပြန်ပြီးမှဖြစ်တော့သူ့ရဲ့ဘုန်းလည်းထိရှားမှဖြစ်တယ်ကောင်းကင်ဘာလဲကျွန်တော်ကတည်လို့နေတယ်ကောင်းကင်ဘုံမှာကြီးမဲ့တော်သူတွေပဲရှိမှဖြစ်တယ်ကျောင်းတရားတော် ကျွန်တော်တို့ကိုယ်တိုင်တွေ့စမ်းသပ်ပြီးစမ်းပြီးတော့ဟောပြောပါဟောပြောတယ်ဆိုတာတတိခံပါကျွန်တော်ဟောပြောလို့ကျွန်တော်တတိခံလို့လို့ကျွန်တော်ဘဝရလွတ်မြောက်ခြင်းရတယ်တတိခံဒါမို့ကျွန်တော်ဒီနေ့တတိခံနဲ့ကျွန်တော်ဆိုရင်ရှေးမတော့ပဲနဲ့လွတ်မြောက်ခြင်းအတွက်ဘုရားသခင်ကနှစ်ချိန်တိုင်းလည်းပေးတယ်ဒါလည်းပကတိကျွန်တော်ရဲ့ဒီကျွန်တော်အဟုတ်ဟုတ်ဖြစ်နေတဲ့ပြဿနာကျွန်တော်ခဏခဏနေမကောင်းဖြစ်နေတဲ့ပြဿနာကိုလည်းဘုရားသခင်ကဒီကတိတော်ဆက်သက်တဲ့ဤဆိုင်တဲ့ခါမှာကျွန်တော်လွတ်မြောက်ခြင်း ပြီးရင်ဖျောက်ကြည့်တယ်လေ။ဘယ်ဟိုကျွန်တော်လွတ်မြောက်တယ်လို့ပဲတရားကြီးကိုပေါ်တော့တဲ့အားလုံးလည်းလွတ်မြောက်အစီအစဉ်သာဖြစ်တယ်။ဒါကြောင့်မို့ဒီနေ့ပွဲတော်နေ့လည်းဖြစ်တဲ့အခါမှာကျတို့ဒီကတိတော်ကိုပြီးစားပါ။စေးတွေဆိုတာကကျွန်တော်နဲ့ဘာမှမဆိုင်ဘူး။စေးဟုတ်စေးကဲဆိုတာတာမန်မယုံကြည်သူအပြစ်လူတွေသွားပါသေး။ကျွန်တော်ကတော့ဘုရားသခင်ရဲ့ကိုယ်ကမှုဘုရားသခင်ရဲ့တကူတော်အောက်မှာဒီပြေဆုံးတဲ့ ပြည့်လို့ခြင်းပြီးပြီးဆုံးတဲ့အနာယောဂဝေဒနာငြိမ်းချင်းကိုရှားရှိပြီးပြီးဆိုတဲ့အကြောင်းကိုကျွန်တော်ကသတိခံဝင်ပြချင်တာဖြစ်တယ်။အားလုံးကြားလာသူရောက်ရှိတဲ့ဖရာသခင်၊ဒါတာဝေးချောင်းလိုက်တဲ့တတ္တာတွေဖြစ်ကြပါသည်။